Hello အားလုံးပဲမင်္ဂလာပါရှင်။ The Empress and Taraka နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့အတွက်ကတော့ Messages from your ancestor ပေါ့နော်။ဒီသင်ရဲ့ Angels တွေကနေပြီးတော့ဒါမှမဟုတ်သင်ရဲ့အဆောင်အရှောက်တွေကနေပြီးတော့သင်ကိုဗာ message တွေပေးခြင်းနေမလဲပေါ့နော်။ကိုယ့်ရဲ့အဆောင်အရှောက်တွေပေါ့နော်။အဲ့တော့ဒီကိုယ်ဆောင်ရှောက်တဲ့အဆောင်အရှောက်တွေ ကနေပြီးတော့ higher self လို့ခေါ်တာပေါ့နော်အင်္ဂလိပ်လိုကြတော့အဲသူတို့ကကိုယ့်ကိုဒီဘာတွေများစောင့်ရရှောင်ရ message တွေပေါ့နော်သိစရာလေးတွေပြောပြမလဲပေါ့နော်အဲ့ဒီခေါင်းစဉ်လေး ਨੇ ဒီနေ့အတွက်က collective reading ပဲလုပ်ပေးထားတာဖြစ်ပါတယ်အဲ့တော့ collective reading ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ထုံးစံနိုင်မဲ့ကက်ကလေးတွေကတော့ရွေးချယ်ဖို့မလိုပါဘူးအဲ့တော့အရင်ဆုံး collective ဆိုတော့ထုံးစံနိုင်မဲ့ကက်ကလေးတွေအရင် shuffle လုပ်လိုက်မယ်နော်ဒါလေးတွေတစ်ချက်လောက်ပြန်ဖယ်ထားလိုက်ပါမယ် အဲ့တော့ဒါကတော့ဒီ angel ဒီကက်ကလေးတွေอ่ะဒါ angels guidance ကက်ကလေးတွေပေါ့เนาะအဲ့တော့ဒီနေ့အတွက်ကလည်းဒီ angels message ပါပဲเนาะပြောရရင်တော့တူတူပါပဲအဲ့တော့ကိုယ့်ရဲ့အဆောင်လျှောက်တွေကကိုယ့်ကိုဘာ message တွေပေးချင်နေမလဲပေါ့เนาะ collective reading ဖြစ်ပါတယ် Okay အဲ့တော့ဆိုရင်ဆောင်စလိုက်အောင်เนาะအဲ့ဆိုရင်ဒီကက်ကလေးတွေနဲ့အရင်ဆုံးကြည့်လိုက်မယ်ပြီးတော့မှဒီကက်ကလေးနဲ့ကြည့်ပြီးမယ်ပေါ့เนาะ Okay collective reading ပဲဖြစ်ပါတယ် ကိုရဲ့အဆောင်လျှောက်တွေကအခုလာကြည့်တဲ့ collective လေးတွေကိုကိုရဲ့အဆောင်လျှောက်တွေကဘာပြောကြံလဲပေါ့နော်အချို့တွေလေဒီအဆောင်အလျှောက်ကလေလာကြည့်တယ်မှာအချို့လေးတွေအလိုကိုရဲ့အဆောင်လျှောက်ကဒီအလိုပေါ့နော်ဒီဟိုပါကိုရဲ့အလိုဟိုပါအသက်ကြီးကြီးအဆောင်လျှောက်တွေပါတယ်ဖြစ်နိုင်နေတယ်လားနော်အဲ့လိုမျိုးလေး energy ရတယ်ပေါ့နော်အချို့လေးတွေအလိုအဆောင်လျှောက်တွေရှိရေပေါ့နော်အလိုမျိုးတွေတွေ့ရတယ်အလို อืมนั่นเองป่ะอชุดนี้ตีด่าอะไรเลยป่าเลยป่ะเนาะอชุดนี้ล่ะจี้แต่คอลเลกทีฟนี้มาแล้วกูอ้างช่องชื่อมันตีด่าได้เลยတွေ့ရတယ်เนาะအဲ့တော့ငါ့မှာအဆောင်ရှောက်ရှိတယ်ဆိုတာတည်ပြီးသားပေါ့နော်အဲ့တော့အဲ့ဒီနေရာမှာတစင်လာကြည့်တာမျိုးလေးတွေတွေ့ရတယ်နော်ဟောပေါ့အရင်ဆုံးရတဲ့ message ကတော့အဆင်ပြေသွားမှာပါတဲ့နော်သူတို့ပြောတာအဲ့တော့ဘာလဲတော့မသိဘူးပေါ့နော်ဒီ collective play တွေကိုသူတို့အရင်ဆုံးပေးတဲ့ message ကတော့အဆင်ပြေသွားမှာပါတဲ့ เนาะဒါပထမအောင်ဆုံးရတဲ့ message ပေါ့เนาะဒီအဲ့လိုပေါ့နော်မမကြောက်ဒီအမြဲတမ်းကက်ကလေး shuffle လုပ်တယ်ပေါ့နော်အဲ့လို shuffle လုပ်ရင်းနဲ့ဒီအမြဲတမ်းဒီ message တွေကဝင်လာများတယ်သိလားနော်အဲ့လိုကက်ထုတ်မှမဟုတ်ဒီကက်ကိုစပြီးတော့ shuffle ကက်ကိုကင်လိုက်ပြီးဆိုတော့ energy ကစရတာပေါ့နော်ခုဆိုအဲ့လိုမျိုးသူတို့ပြောတယ်အစင်ပြေသွားမှာပါအနာကတ်မှာပြောရပါလိမ့်မယ်တဲ့နော်သူတို့ပြောတယ်နော်အနာကတ်မှာပြောရပါလိမ့်မယ်တဲ့ collective collective လေးတွေ ခုချိန်မှာပျော်မနေရအောင်ဆိုရင်အနာဂတ်မှာပျော်ရပါလိမ့်မယ်နဲ့နော်သူတို့ပြောတယ်နော်ဟုတ်တယ်အနာဂတ်မှာပျော်ရလိမ့်မယ်နော် collective play တွေတောက်ပလာလိမ့်မယ်နော်ပြီးတော့သူတို့ကလေဒီ collective play တွေတောက်ပလာမျိုးလုံးချင်တယ်သိလား collective play တွေရဲ့ဒီအဆောင်လျှောက်တရားလေးအဲ့လိုအောင်မြင်တာတောက်ပလာမျိုးတွေဆိုသူတို့အယံဝမ်းတာရယ်နော်သိလား ဟုတ်တယ် collectively အောင်မြင်အရင်ဆုံးတို့ကပျော်တာပဲเนาะအဲ့လိုမျိုးဟုတ်တယ်ပျော်တယ်သိလား collectively အဆင်ပြေနေတာပျော်နေတာမျိုးတွေတို့သဘောကျတယ်မြင်ကျင်နေပေါ့เนาะဟုတ်တယ်ဟုတ်တယ်อืมဟုတ်ပြီ okay အ collectively တော့ any angels messages လေးပြောပြပါဦး yes ဆူလိုက်ပြီနော် okay ။အော်ခုနကလည်းဟိုကပြောတယ်နော်။အင်းခဏလေးအောက်ဆုံးမှာကျတော့ clean energy food ဒါလေးပါယူလိုက်မယ်နော်။ Okay အဆင်ကြီးကြီးအောင်နော်လေးကပ်လေးကပ်ထုတ်လိုက်ပါတယ်။ဟောပါနော် Okay အဆင်တကက်ချင်းစီပြန်ပြောပြီးမယ်နော် energy ကိုအော်တော့ရလာပြီ energy ကတော့ဒီကပ်ကလေးလေးကပ်ပေါ့နော်ကပ်ကလေးလေးကပ်ရဲ့ energy ကိုရလာပါပြီ။ ဆိုအနေကြီးစာယူလိုက်မယ်နော်ဒီကက်ကလေးကစားထွက်လာတာပေါ့နော် power operator တဲ့အဲအကြောင်းလေ collectively လိုချင်တာဘာရှိတလဲပေါ့နော်သူတို့ကြားပါတယ်နော် collectively တွေရဲ့စုတောင်းစကားသံတွေကိုကြားပါတယ်ပြီးတော့အဲ့ဒီအစဉ်ပြေသွားမှာပါလို့ပြောတယ် collectively တွေအချို့ collectively တွေခီးတွေပို့ပြီးသွားချင်တာမျိုးတွေဖြစ်နိုင်တယ်အနာဂတ်မှာခီးတွေပို့ပြီးသွားပါလိမ့်မယ်တဲ့နော်အဲ့လို collectively တွေရဲ့စုတောင်းစကားစုတောင်းသံတွေကိုသူတို့ကြားပါတယ်တဲ့နော်ပြီးတော့လေ collectively တွေဖြစ်ချင်တာလေးတွေရှင်သူတို့နီးလန်းလေးတွေပေးလိမ့်မယ်သီလား ဘယ်လိုပြောမလဲအဲ့လိုပေါ့နော်ကိုစဉ်းစားမိလိုက်တယ်နီလန်းအသက်တွေရရဲဆိုတခါလေဒါကိုအဲ့လိုလာပြောတာပေါ့နော်ဆိုလိုတာကအဲကိုကအဲ့လိုပေါ့နော်နီလန်းအသက်တွေတွေ့ဝါတာမျိုးအဲ့ဒါမျိုးဆိုထား angels လေးတွေကကုညီပေးတာပေါ့နော်သူတို့ကုညီပေးနေတယ်ပေါ့နော်ဆိုလိုတာကိုအနောက်ကနေပြီးထောက်ပံ့ပေးနေတယ်ကုညီပေးနေတယ်ပေါ့နော်အဲ့လို energy မျိုးရတယ်အဲ့လို message မျိုးရတယ်ပေါ့နော်ကိုကိုထောက်ပံ့ပေးနေတယ်၊ကူညီပေးနေပါတယ်တဲ့အဲ့လိုပေါ့နော်ကိုဖြစ်ချင်တာလေးတွေဖြစ်လာနိုင်မယ်ခုနပြောသလိုနီလန်းအသက်ကလေးတွေ့လာနိုင်မယ် collective လေးနော် လိုကိုခက်ခဲနေတာဖြစ်ဖြစ်ကိုဖြစ်ချင်တာလေးတွေဆိုရင်အဲ့လိုမျိုးဟိုနီးလန်းလေးတွေတွေ့လာလိမ့်မယ်နော်အဲ့ဒါ collective လေးတွေဟာဒါ angels လေးတွေကသူတို့ပေးတဲ့ message ပေါ့နော်အဆင်ပြေသွားပါလိမ့်မယ်တဲ့နော်음ဟုတ်တယ် manifest လုပ်ပေးပါတဲ့နော်ဟုတ်တယ်음ဟုတ်တယ် နော်ကိုပြစ်စင်တာလေးတွေကြိုးပြီးတော့လေးဟိုဟာရတဲ့ message ကဘလို့လဲဆိုတော့ collectively ကစုတောင်းနေုံနဲ့မပြီးဘူးပေါ့နော်စုလဲတောင်းရမယ်ကိုပြစ်စင်တာကိုလည်း manifest လုပ်ရမယ်ကြိုးလဲစူးစမ်းရမယ်တဲ့နော်အဲ့လိုမျိုးပြောတယ်နော် collectively ကိုစူးစမ်းပါတဲ့နော် okay နော် okay အဲ့တော့နောက်တစ်ခက်သွားအောင်နော်အဲ့တော့နောက်ကက်ကတော့လေဒီမှာ corporation instant communication ဆိုတော့ collective play ကိုပေးတယ်ဒီ message ကကြတော့နောက်ထပ် second ပေါ့နော်ဒုတိယ message အနေနဲ့ကကြတော့ဗားရလဲဆိုရင် မပြိုင်ဆိုင်ပါနဲ့တဲ့နော် collectively တွေအဲ့လိုမျိုးဒီမနာလိုစိတ်တို့ပြိုင်ဆိုင်လိုစိတ်တို့အဲ့လိုစိတ်တက်တွေမထားနဲ့ပေါ့နော်လူတွေနဲ့ကိုကပူပေါင်းပြီးတော့ဆောင်ရွက်ပေးပါရယ်ပြီးတော့တခုရှိတာကအခုပေးတဲ့ဒီ message က collectively တွေမဟုတ်ဘူးဆိုရင် collectively တွေအနည်းအနာမှာအဲ့လိုလူတွေရှိနေမယ်ပေါ့နော်ဆိုလိုတာကအဲ့လိုကိုနဲ့လိုက်ပြိုင်တာမျိုးနော်ကိုရဲ့အောင်မြင်မှုမနာလိုတာမျိုး အဲ့လိုမျိုးလူတွေရှိနေရင်လည်းဝေးဝေးရှောင်ဝေးပါတယ်နော် collectively တွေကအဲ့လိုကိုယ့်ရဲ့ဒီတောက်ပဖို့ပေါ့နော်ကိုတောက်ပဖို့အတွက်ဆိုရင်မှန်ကန်တဲ့လူတွေနဲ့ပေါင်းဖို့ပဲလိုတယ်ပေါ့နော်အဲ့လိုမျိုးဘလို့မကောင်းတဲ့လူတွေဖြစ်နေမဲ့ဆိုကိုယ်ကဝေးဝေးနေပေးဖို့လိုတယ်နော် collectively တွေအဲ့ energy ကိုရတယ်ကောင်းတဲ့သူတွေလည်းရှိရယ်နော် collectively တွေကိုကူညီနေတဲ့သူတွေရှိတယ်အဲ့ကကြာရင်လည်း collectively တွေကမနာလိုစိတ်မထားပါနဲ့တဲ့နော်မနာလိုစိတ်ရှိတဲ့သူတွေနဲ့လည်းဝေးဝေးနေပေးပါတဲ့အဲ့လိုပြောပါရယ်ပေါ့နော် โอเคဟုတ်တယ်ဟုတ်တယ်အဲ့လိုပြောပေးတယ်เนาะအဲ့လိုလူတွေစီကခုနပြောသလိုတခါလေး angels လေးတွေကဘာပြောလဲဆိုတော့လေခုနပြောသလိုဒီ collective play တွေခက်ခဲနေတဲ့ချိန်အဲ့လိုတစ်ခုခုဖြစ်ချင်တာမျိုးလေးဆိုရင်ဒီကိုရဲ့အဆောင်ရှောက်တွေကဘလို့လဲဆိုခုနပြောသလိုနီးလန်းလေးတွေခြားပြရတယ်အဲ့လိုမျိုးပေါ့ကိုက new idea တွေရလာတယ်ဆိုရင်ဒါတွေကသူတို့ အော်သူတို့ကိုပေးလိုက်တဲ့အကူအညီပေါ့နော်အဲ့လိုမျိုးတွေဖြစ်နိုင်တယ်တခါတရံကြရင်လည်းဒီကိုယ့်ရဲ့ angels တွေကိုယ့်ရဲ့အဆောင်ရှောက်တွေကလူတွေပေါ့နော် လူတွေစီကနေမှတဆင့်ကိုကိုအကူအညီပေးနေရမျိုးတွေလည်းဖြစ်နိုင်ပါတယ်တဲ့နော်လူတွေပေါ့နော်ခုနပဲဆိုတော့ကို့အနီးနားလူတွေကကို့ကူညီနေဆိုတာကလည်းတခါလေဒါကို့ရဲ့အဆောင်ရှောက်တွေကမှတဆင့်အဲအကူညီပေးတာပေါ့နော်အဲ့လိုမျိုးလေးလည်းဖြစ်နိုင်ပါတယ်တဲ့ကို့ရဲ့အဆောင်ရှောက်တွေကလေကို့ဆောင်ရှောက်နေတယ်ကို့ကူညီနေတယ်ဆိုတာသူတို့သိစေချင်တယ်ဒီကအဲ့လိုမျိုး message ပေးတယ်နော် ဟိုကကိုပြစ်မထားအောင်เนาะခုနောက်ပြီးတော့အကူကြီးလိုတိုင်းတော်တော်စောက်ရှောက်တွေပေးနေတယ်အဲ့ဒီ energy ကိုပြောတယ်เนาะဟုတ်တယ်အဲ့လိုမနာလိုစိတ်ရှိတဲ့သူတွေ ਨੇ ဝဝေးနေပါတယ်အဲ့ဒီ energy ကကိုထောက်စစ်ဖြစ်သွားစေနေတယ်မယ်เนาะ collective တွေသတိထားပေးเนาะမနာလိုစိတ်ရှိတဲ့သူတွေကိုလိုက်ပြိုင်နေသူတွေ ਨੇ ဝဝေးနေပေးပါတယ်ကိုက energy ကအရန် clear ဖြစ်တယ်ကွာသိလားအဲ့လိုဒီမှာနောက်မှာထပ်ပါတယ် energy ဟုတ်တယ်ပြောလိုက်တာကြည့်ပါအောင်ဒီမှာအနောက်မှာထပ်ပါတော့ energy full clean energy full တယ်နော် ိုယ့်ရဲ့ energy ကသူများနဲ့မတူဖြိုးစင်တဲ့တလီးရဖြစ်တယ်เนาะအဲ့တော့အဲ့လိုထောက်စစ်ဖြစ်တဲ့ energy ရဆိုရင် collectively ဝူးဝေးနေပေးပါရတယ်เนาะကိုယ့်ရဲ့အဆောင်ရှောက်တွေကလေထောက်စစ်ဖြစ်တဲ့လူတွေမကြိုက်ဘူးသိလား collectively အဲ့လိုဟိုပါဗောเนาะအဲ့လို collectively အနာမှာလေအဲ့လိုမျိုးဟုတ်ထောက်စစ်ဖြစ်တဲ့သူတွေရှိတာမျိုးကိုယ့်ရဲ့အဆောင်ရှောက်တွေကမကြိုက်ဘူးเนาะ collective လေးတွေအဆောင်ရှောက်တွေ angel တွေကအဲ့လို အနားမှာ toxic ဖြစ်တာကိုယ်ကို jealous ဖြစ်နေရမျိုးဆိုသူတို့မကြိုက်ဘူးသေးလားအဲ့တော့ collective လေးအဲ့လိုလူတွေနဲ့ဝိုးဝေးနေပြီးဘို့လိုအပ်တယ်နော်သူတို့အဲ့ဒီ energy ကိုမကြိုက်ဘူးပေါ့နော် release resentment about money တဲ့ yes တဲ့နော် the money system of the work and same တဲ့ဟွန်းဟွန်းတော့ဒါဘယ်လိုပြောလဲဆိုတော့လေရင်းနှီးမြုံနှံမှုပေါ့နော်အဲ collective လေးဟိုပါပေါ့နော်ရင်းနှီးမြုံနှံမှုလေးတွေလောရမယ် လုံနေရဆိုရင်အနာကက်မှာအဲ့ရနေမှာတစင်အချိုးမြက်တွေအများကြီးရလာပါလိမ့်မယ်ပေါ့နော်ယင်းဒီမြုံနံမှုဆိုတာဘယ်လိုမျိုးလဲဆိုရင်ဥမာကိုကအခုပတ်စံနေပေးပြီးပညာသင်တယ်ပဲထားပါတော့ပေါ့နော်အတန်းနေတက်တဲ့ပညာတွေသင်တယ်ဆိုလေတဲ့ဒါကဒီ collective လေးတွေအတွက်ပေါ့နော်တစ်ချိန်ကျရင်ဒါဒီငွေငွေရှာနိုင်တဲ့ငွေဝင်နိုင်တဲ့လမ်းကြောင်းတစ်ခုဖန်တီးပေးရတယ်တူတူပဲပေါ့နော်အဲ့လိုမျိုးပြောတာနော်အဲ့တော့ယင်းဒီမြုံနံမှုဆိုတာအဲ့လိုမျိုး okay အဲ့တော့ကိုပတ်စံနဲ့ပတ်သက်ပြီးစိတ်ပူပန်တာမျိုးတွေရှိရင်လည်းစိတ်မပူနဲ့တော့တဲ့သူတို့အနာဂတ်မှာသူတို့ပြောနေတာလေငါတို့ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့လည်းမင်းတို့ကိုကူညီပေးမယ်တဲ့ဒီလား collectively ရအဆောင်ရှောက်ကအဲ့လိုပြောနေတယ်ဒီလားငွေရေးကြေးနဲ့ပတ်သက်ပြီးတော့လည်းကူညီပေးမယ်တဲ့နော် collectively တို့စိတ်မပူနဲ့နော်ငွေရေးကြေးလဲတော့အနာဂတ်မှာအဆင်ပြေလာဖို့ရှိတယ်အပြောင်းလဲတွေဖြစ်လာဖို့ရှိတယ် collectively တွေငွေရေးကြေးရအဲ့လိုအဆင်ပြေသွားပါလိမ့်မယ်တူရနဲ့တူလေအဆင်ပြေသွားလိမ့်မယ်နော်ငွေရေးကြေးနဲ့ပတ်သက်ပြီးအရင်ကြီးစိတ်ပူနေရမျိုးမရှိမထားနိုင်နော် အင်ဂျင်လေးတွေ guidance တွေ collective တွေအဆောင်ရှောက်ကလည်းလို့ငွေရေးကြေးလေးထောက်ပံ့တော့ဘယ်လိုမျိုးလဲဆို collective လေးတွေအဆောင်ရှောက်ကအခုသိစေချင်နေပေါ့နော် message ကဘယ်လိုတွေတွားရလဲဆိုတော့ collective လို့ခက်ခဲနေတဲ့အချိန်နီလန်းရှာမတွေ့တော့တဲ့အချိန်ဘာလို့အမှန်မသိဖြစ်နေတဲ့အချိန်ကြောင့် collective တွေရအဆောင်ရှောက်တွေက angel လေးတွေကအဲ့လိုနီလန်းလေးတွေချပြတတ်တယ်ဒီလားနော်အဲ့လိုမျိုးပေးတတ်တယ် ပြီးတော့အဲ့လို collectively တွေကိုအကူအညီတွေကလူတွေမှတဆင့်ပေးလာတာမျိုးတွေရှိတယ်။နောက်ငွေရေးချေးပိုင်းဆိုင်ရာ collectively တွေရဲ့အဆောင်ရှောက်တွေကူညီလိမ့်မယ်။ဒါကတော့အဲ့လို collective လေးအဆောင်ရှောက်တွေကတို့ကူညီနေတာတွေကိုလည်း collective လေးကိုသိစေချင်တာလည်းဖြစ်နိုင်တယ်သိလား။နော်အဲ့ energy လည်းသွားရတယ်နော်။ Okay အဲ့တော့နောက်ဆုံးတစ်ခါကတော့ခုနပြောတဲ့ clean energy ပေါ့နော်။ Okay အောက်ကစာလေးတစ်စာလောက်ကြည့်လိုက်မယ်နော်။ မြင်ရလားမသိနော်ဝါနေလား more efficiency တဲ့ better ideas and higher vibration နဲ့ golden ဆိုတော့ဟုတ်ပါတယ် clean energy food တဲ့ဘယ်လိုပြောလဲဆိုတော့ collective play တဲ့ဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့လည်းအဲ့လိုအလုပ်တွေပါတယ်လုပ်တဲ့အခါကျရင်ね collective play တွေအဲ့လိုအစားပြက်ခံပြီးတော့မလုံးနေပါတော့ဒီအစားရှိမှပဲ collective play တွေအလုံးလုံးနိုင်မှာပါတဲ့ပြီးတော့နောက်ထပ်ဟုတ်တယ်ရတဲ့ energy က collective တွေအစားအသောက်နဲ့ပတ်သက်ပြီးတော့လည်း healthy ဖြစ်တာလေးတွေစားပေးနော် ဟုတ်တယ် healthy organic food collective လေးအစားဆုံးနဲ့ပတ်သက်ပြီးတော့လေသူတို့ beta message ကသတိထားပေးပါ collective လေးတွေကလေအပြင်စားတွေအရင်စားတာမျိုး fast food တွေစားတာမျိုးရှိနေရဆိုရင်သတိထားပေးပါတယ်เนาะအစားတောက်ပန်းနဲ့ပတ်သက်ပြီးတော့လေအလိုကျန်းမာရေးအရာတင့်တော်တဲ့ healthy ဖြစ်တဲ့အစားအစာတွေစားပေးပါဆိုပြီး collective လေးတွေရဲ့အဆောင်ရှောက်တွေကပြောနေတယ်เนาะ อืมအစားတောင်းနဲ့ပတ်သက်ပြီးတတိထားပြီပေါ့နော်ကိုဟွာပေါ့နော်ကျမ်းမာမှာအလုံးလုံးနိုင်မှာပါတဲ့အဲ့တော့အလုံးလုံးနိုင်ဖို့အတွက်ကျမ်းမာရမယ်ကျမ်းမာဖို့အတွက်ဆိုရင်ခုနပြောလို့အစားတောင်းကအရေးကြီးတယ်ပေါ့နော်အာဟာရပေါ့နော်အဲ့လိုမျိုးတို့ပြောနေတယ်နော်ပြီးတော့ဒီအပေါ်ဆုံးကကြတော့ clean energy ပေါ့ခုနပြောလို့ collective layer energy က clear ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပြောတာသိတာကိုကလေ energy က clean ဖြစ်တယ် clear ဖြစ်တယ်လို့သူများတက္ကະရီတို့မျိုး collective layer အရင်ကြီးထောက်စစ်ဖြစ်မနေဘူးဆိုလိုတာက ဲ့လို collective energy ကကောင်းတယ်ကွာတိလာအဲ့လိုမျိုးကိုလုံးစရာရှိတာလုပ်တယ်ကိုကကို focus လုပ်တယ်ဒါပေမဲ့ collective မှာကျတော့အဲ့လိုမျိုးပေါ့နော်ထောက်စစ် energy တွေအနီးအနားမှာရှိနေရဆုံးအဲ့ဒါတွေဖယ်ရှားပေးပါတယ်နော်အဲ့တော့ collective ကိုယ်တိုင်ကလည်းထောက်စစ် energy ကိုသွားလို့မရဘူးပေါ့နော် collective လေးတွေကိုယ်တိုင်ကလည်းကိုယ့် energy က clean ဖြစ်နေမှာကိုကအဲ့လိုမျိုးပို့ပြီးတောက်ပမှာတည်လာနော်အဲ့လိုကိုကိုယ်တိုင်ကထောက်စစ်ဖြစ်နေတာကိုယ့်ဘဝဝင်ချင်တာထောက်စစ်ဖြစ်နေတာမျိုးဆို collective လေးတွေတော့ကအဲ့ဒါဒီ manifestation တွေကိုလိုချင်တဲ့အရာတွေက block ဖြစ်သွားတတ်တယ် เนาะအဲ့ဒါတတိထားပြဖို့လိုလေပေါ့နော်သူတို့အဲ့လိုမျိုးပြောနေတယ်เนาะအဲ့လိုပြောနေတယ်เนาะတတိထားပြဖို့လိုပါတယ်တဲ့ဟုတ်တယ်ထောက်စစ်လေးတွေရှိတယ်ပေါ့နော် collective အနေနာတွေမှာဟိုတိလောက်ပါတယ် collective လေးတွေဟာလေအဲ့လိုမျိုးလေးဆိုကလင်းလုပ်ပေးပါကလေးရလုပ်ပေးပါသူတို့ကို focus မလုပ်ပါနဲ့တဲ့အဲ့လိုမျိုးပြောနေတယ်เนาะ okay အဲ့တော့တဲ့နောက်ထပ်ဒီကက်နဲ့ပြီးသွားရင်ဟိုကက်နဲ့ကြည်ရရင်ကောင်းမလားဆိုတော့ဒီကက်လေးနဲ့တစ်ချက်တော့ကြည်ကြည်အောင်เนาะ collective လေးတွေ collective လေးတို့ဒီ angel တွေ collective အဆောက်အအုံပေါ့နော်အဆောက်အအုံတွေကဗာ message တွေပေးခြင်းနေလဲစိတ်ထဲမှာနောက်ထပ်ရလိုက်တာပေါ့နော်အဲ့လိုမျိုးဒီဘလို့လဲဆိုတော့အဲ့လိုပေါ့ကတ်ကိုကန်လိုက်တဲ့အခါမှာအဲ့လို energy ကတန်းရတာအဲ့လိုမျိုးတိလားထားတော့ကတ်ကိုကန်လိုက်တာ ਨੇ ဒါတော့ energy ကတန်းဝင်လာတာခုနကပြောမလို့ဘာရတာလဲဆိုတော့ collective လေးတွေအဲ့လိုစိတ်ထဲမှာ healthy heavy ဖြစ်တဲ့ energy ပေါ့နော်စိတ်ထဲမှာလို့တည်ဆောင်ထားရတဲ့ heavy ဖြစ်တဲ့ energy အမ stress ပဲဖြစ်ဖြစ်တကူကူကိုကစိတ်ထဲအရန်ထိထားတာအဲ့လိုတကူကူရှိလောက်တယ်ပေါ့နော် ဟုတ်ခြေရွေးဖြစ်ပညာရေးပဲဖြစ်အလုပ်ကိုင်းပဲဖြစ်ဖြစ်လို့ကိုယ်စိတ်ထဲမှာအရင်ထည့်ထားတာမျိုးတခုခုရှိနိုင်တယ်ဟုတ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုအရင်ကြီးမထည့်ထားပါနဲ့တဲ့သူတို့ပြောတဲ့ message ကလည်းနော်အလိုကိုယ်စိတ်ထဲမှာအလိုတခုခုနဲ့ပတ်သက်ပြီးတော့အရင်ကြီးထည့်ထားတာမျိုးစိတ်ထဲထည့်ထားတာမျိုးပေါ့နော်ဘာ collective တွေစိတ်ထဲပါထည့်ထားတယ်ပေါ့နော်အဲ့လိုမျိုးဆိုအရင်ကြီးအလိုမျိုးစိတ်ထဲထည့်ထားတာမျိုးကိုယ်စိတ်ကိုပင်ပန်းအောင်မျိုးပင်ပန်းပင်ပန်းတာမျိုးမလုပ်ပါနဲ့တဲ့နော်အာကိုယ်စိတ်ကိုပင်ပန်းပင်ပန်းတဲ့အရာမျိုးဆိုမချထည့်ပါပေါ့နော်အဲ့လိုမျိုးပြောတယ် เนาะโอเคဟုတ်တယ် collective play တွေอ่ะလူပင်မနာဖြစ်ချင်မှာဖြစ်မယ်အခုအချိန်ဒီဗီဒီယိုလာကြည့်စစ်ချင်မှာပေါ့နော်အဲ့တော့စိတ်ပင်မနာမျိုးတွေရှိသလားပေါ့နော်စိတ်လေးလံတာမျိုးပင်မနာမျိုးတွေရှိနေဆိုလွတ်ချပြေးပါတယ်เนาะအဲ့လိုမျိုးပြောတယ်เนาะ okay အော် collective play တွေဒီဆောင်းရှောက်တွေอ่ะနောက်တစ်ပါးတွေညာ message ပေးချင်အောင်လဲပေါ့နော်နောက်တစ်ပါးတွေညာအသိစိတ်စင်တာမျိုးတွေရှိအောင်မလဲ collective တွေဆောင်းရှောက်တွေညာနောက်တစ်ပါး message တွေညာပေးချင်အောင်မလဲနောက်တစ် ဘာမက်ဆေ့ချ်တွေများပြင်ချင်အောင်မလဲနောက်ထပ်ဘာတွေများပြောချင်အောင်မလဲ collective တွေလေတောက်ပါလာဖို့ရှိတယ်နော်အဲ့လိုအနာမှာအခုချိန်တောက်ပနေနေ collective အနာမှာအဲ့လိုနည်းနည်းလေးစောင့်ကြည့်နေတဲ့သူမချေမနှက်ဖြစ်နေတဲ့သူအဲ့လိုမျိုးတွေရှိနိုင်နေတယ်ဒါ collective လေးရဲ့ suit down တွေပြေးပွားလာတဲ့ခါကျရင်အဲ့လို energy တွေရှိနိုင်နေเนาะအနာမှာလေအင်းအနာမှာပေါ့နော်အဲ့ဒီ energy ကတော့တိတ်တော့မကောင်းသေးတာနော် ဒါကြောင့်ကိုကလင်းဖြစ်ဖို့လိုရနော်ကို energy ကိုကလင်းဖြစ်အောင်လုပ်မှာကိုကအနာကမှာပို့ပို့ပြီးတောက်ပါလာမှာနော်အဲ့လိုမတူဘူးပေါ့နော်ကိုကသူများတို့သူများတကာနဲ့မတူဘူးအဲ့လိုမျိုးကို energy ပို့ပြီး clear ဖြစ်လေလေကိုကပို့ပြီးတောက်ပါလေလေနော် okay okay မထွက်လာတော့ကက်ကလည်းအများကြီးဖြစ်နေတော့လက်ကအတင်းအောင်အားမရှိတော့ဘူး shuffle လောက်ရတာအဲ့ကိုဆိုအားမရှိတော့ဘူးဖြစ်နေအောင် collective delay လေအဲ့လိုမျိုးအားမရှိတော့ဘူးဖြစ်နေစိတ်ကလေး ိတ်တွေပြင်းပြန်ပြီးတော့အားမရှိတော့ဘူးပြန်လာ။နောက်ထွက်လာပါရဲ့ဝန်တာပါလေနှစ်ကက်လောက်ထွက်လာတယ်။ထပ်ယူလိုက်မယ်နော်။အောင်ရထပ်ပြောကြည့်။ Okay လေးကက်ပါမယ်။ Peace တဟုတ်တာပေါ့ collective လေးတွေစိတ်ချမ်းသာဖို့လိုအပ်တယ်နော်။ကိုယ့်အကူစိတ်ချမ်းသာအောင်ထားဖို့လိုအပ်တယ် collective လေးတွေ။စိတ်တွေပြင်းပြန်နေသလားအနာယူဖို့လိုအပ်ပါတယ်တဲ့။ ဟုတ်တယ် collectively အဲ့အခြေအနေတစ်ခုခုနဲ့ပတ်သက်ပြီးနည်းနည်းစိတ်ပင်ပန်းနေရမျိုးတွေရှိသလားပေါ့နော်အဲ့ဒါဆိုအနိုင်ယူဖို့လိုအပ်ပါတယ်တဲ့နော် yes အနာကမှာပြောရတော့မှာနော် collectively ရေနော်အနာကမှာတော့အစဉ်ပြီးွားလိမ့်မယ်နော်ခုနပြောသလိုပဲအဲအကြောင်းမင်းတို့ရဲ့ဆူတောင်းတန်နေတယ်တို့ဒီအဆောက်အအုံတွေကတို့ကြားပါတယ်တဲ့နော်အဲ့လိုပြောတယ် အဲ့တော့ဟိုပါဘောနော်တကယ်လို့ကိုယ်ဘာသာရေးကိုင်းဆိုင်တဲ့သူဆိုရင်လည်း collective play တွေမှာဘောနော်ဘာသာရေးနဲ့ပတ်သက်ပြီးဘာသာရေးကိုင်းဆိုင်တဲ့သူတွေဆိုလည်းညာဘက်တွေမှာအဲ့လိုမျိုးဘောနော်ကိုကဖះရှိခိုးဝတ်ပြုပြီးတဲ့ခါကျရင်စူတောင်းလို့ရတယ်ဘောနော်အဲ့လိုမျိုးတွေလုပ်ပေးပါတယ်နော် collective play တွေဒီအဆောင်ရှောက်တွေကပြောတယ်ဘောနော်အဲ့ခါကျရင်တို့ခုနပြောသလိုပဲစူတောင်းစကားတန်တွေတို့ကြားပါတယ်တဲ့တို့ကိုကြီးပါမယ်တဲ့အဲ့လိုပြောနေတယ်နော်လက်တော်တော့မှာဒီ collective play တွေဒီအဲ့လိုအခြေအနေတစ်ခုခုနဲ့ပတ်သက်ပြီးတော့အဲ့လိုနည်းနည်းလေးစိတ်ပင်ပန်းနေတာမျိုးတွေရှိတယ်သိလား လူပင်မန်းတာအထက်စိတ်ပင်မန်းတာအဲ့လိုမျိုးလေးတွေရှိနေသလားပေါ့နော်အဲဆိုနည်းသတိထားပေးပါတယ်နော် collective လေးတွေอืม emotion ဟုတ်တယ်ဟောပါတော့စိတ်ပိုင်းဆိုင်ရာမှာနည်းနည်းအတက်အကျလေးတွေဖြစ်နေသလားပေါ့နော် collective လေးတွေစိတ်ပိုင်းဆိုင်ရာအတက်အကျလေးတွေဖြစ်နေဆိုနည်းနည်းလေး stable ဖြစ်အောင်ကိုယ့်ရဲ့စိတ်အခြေအနေကိုနည်းနည်း stable ဖြစ်အောင်ထားပေးပါလှုပ်ရှားရှိတာလေးလှုပ်ပေးပါရနော်အရှိဟောင်းလေး collective ကလေး collective player တို့လို့အရှိန်အဟုန်နဲ့တောက်ပါရမှာသီလား collective player အရန်စူးစမ်းနိုင်တယ်အဲ့လိုအရှိန်အဟုန်နဲ့စူးစမ်းတဲ့သူမျိုးတွေတွေ့ရနော်ကိုကအလုပ်တစ်ခုလုပ်ပြီဆိုအရှိန်အဟုန်နဲ့လုတ်တက်တယ်ပေါ့နော်အဲ့ဒီ energy ကိုပြန်သွားပေးပါရတယ်နော် collective player တွေအရှင်အရှင်အရှင်တော့လို့ပဲပေါ့နော် collective player လို့အလုပ်တစ်ခုလုပ်မယ်ဆိုရင်အရှိန်အဟုန်နဲ့စူးစမ်းတတ်တာအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒီ energy ကိုပြန်သွားပေးပါရတယ်နော် okay yes တွေ့လား have confidence collective play တွေကလေအခုအချိန်မှာတော့ confidence တွေပါတယ်ပျောက်နေသလားပေါ့နော်ဒါပေမဲ့ collective play တွေကအရင်တော့ကတော့အဲ့လိုပေါ့နော်လူတွေကျမှကိုကလုံးဝ confidence ရှိတဲ့သူမျိုးပေါ့နော်အဲ့ဒါဆိုရင်လည်းအခု collective play တွေကအခုအချိန်မှာဒါကိုယ့်ရဲ့အရင်တော့ပုံစံလိုမျိုးပေါ့နော် confidence ရှိရှိနေတတ်တဲ့ပုံစံလိုမျိုးကိုပြန်သွားဖို့လိုအပ်ပါတယ်တဲ့အဲ့လိုပြောရဲနော် yes collective play တွေ ကိုရဲ့အရင်တော့ပုံစံအတိုင်းပြန်သွားပေးပါနော်ကိုကအရင်တော့ဆိုရင်အဲ့လိုတစ်ခုလုပ်ရင်အရှိန်အဟုန်နဲ့စူးစားနိုင်နေပေါ့နော်အဲ့ဒါဆိုရင်အဲ့ဒီ energy ကိုပြန်သွားပေးပါတယ်နော်အဆောင်လျှောက်တရားပြောနေတယ်နော်ကိုကအရှိန်အဟုန်နဲ့စူးစားတတ်တဲ့သူမျိုးအဲ့ဒါဆိုအဲ့ဒီ energy ကိုပြန်သွားပေးပါတယ်နော်အဲ့လိုမျိုးပြောနေတယ်နော် collectively ရဲ့အဆောင်လျှောက်တွေကအဲ့လိုပြောနေပါတယ်ပြီးတော့ toxic energy ကို clear လုပ်ပေးပါနော်အဲ့လို clear crystal လေးတွေပါတယ်ဆောင်းလာလို့ရတယ်ဒီလားနော်အဲ့လိုမျိုးလေး energy clear ဖြစ်အောင်ပေါ့နော် okay နောက်ဆုံးတစ်ခက်ကတော့ဒီမှာကြည့်လိုက်ပါအောင်တွေ့လား rich and rewarding family life တဲ့လောက financial success တဲ့ခုနပြောလိုက်တဲ့ collective တွေငွေကြီးအရာစိတ်ပုံများမျိုးရှိရင်ကိုယ့်ရဲ့အဆောက်အအုံတွေပြောတာကတော့အလိုလေအနာဂတ်မှာငွေကြီးပိုင်းရဆိုင်ရာကိုယ့်ဟာပို့ပြီးတော့ပြည့်စုံလာနိုင်မယ် collective လာကြီးတဲ့ collective တွေမှာအချို့တွေဒီ Paris တွေပါတယ်သွားကျင်တာမျိုးတွေပါလောက်တယ်အနာဂတ်မှာသွားရကောင်းသွားရနိုင်တယ်အနာဂတ်မှာခီးသွားပြတဲ့ခါမှာဒီလိုအလိုပေါ်တော့အလို Paris တွေပါတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်အခြားနေရာဒေသပေါ်တော့ခီးသွားဖြစ်နိုင်မယ်ဒေသခီးသွားဖြစ်တာဒီနှစ်ထဲမှာပေါ့နော်ဒီနှစ်ထဲမှာခီးသွားကျင်တာမျိုးတွေရှိတယ်ဆိုပြီးခီးသွားဖြစ်နိုင်တယ်ပေါ့နော် အဲ့လို main ကလေးအဖော်တွေနေပါတယ်နဲ့ကြီးသွားတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်နော်ဟုတ်တယ်အဲ့လိုမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်နော်음 okay ဘာလို့လဲနော်음ဟုတ်လားမနော် collective play တွေဖြစ်နေတဲ့အရာတွေကအနာဂတ်မှာရောက်လာမှာနော်ခုနပြောသော collective play တွေကဒီ angels လေးတွေ collective play ရဲ့အဆောင်ရှောက်တွေအလိုပေါ့နော်အဲ collective လေးဖြစ်နေတဲ့အရာတွေအားတဲ့အနာဂတ်မှာလာတော့မှာတဲ့တိလာနော်သူတို့ကြားတယ်တဲ့သူတို့ကုညီမှာတဲ့အလိုပြောနေနော် ်ဆိတ်ရှိတိခံပြပါတဲ့အဲ့လိုပြောရယ်နော်ငွေကြေးပိုင်းရအစာရအစာလဲငွေကြေးအရာလဲအခုချိန်မှာစိတ်ပူနေရဲအဲအဆင်မပြေဘူးလို့ထင်နေဆိုအနာကက်မှာလာမှာတဲ့နော်ခီးတွေတွားကျင်နေဆိုရင်လဲအနာကက်မှာခီးတွေတွားရမယ်တဲ့နော်တို့တို့အဲ့လိုပြောနေတယ်နော်โอเคအဲ့တော့အောက်ဆုံးကတော့ခုနကဒီကက်ကလေးပေါ့နော်ခုနတွေ့လိုက်တာ piece အဲ့တော့ထပ်ယူလိုက်ရမလားအောက်ဆုံးတုံးကက်ယူခိုင်းတာလားအဲ့လိုလား the cherry or the strand နဲ့နော်อืม ဟိုပါဗောနော်ဒီမှာဆိုရင်အခုထွက်လာတဲ့ကတ်ကဒီမှာဗောနော်အောက်ဆုံးကတ်ကလေးယူလိုက်တာဗောနော်အောက်ဆုံးကတ်ကလေးက piece တယ်နော်ဟိုပါလေခုနကလည်းပြောလိုက်တယ် collective လေးတွေက energy က clear ဖြစ်ဖို့လိုအပ်တယ်ဒါ collective ရဲ့ energy ကလေသူများတကလည်းမတူဘူးကိုကစိတ်ကြည်လေးလေးအဲ့လိုလူကပို့ပြီးတော့အလုပ်တွေပို့စိုးစားနိုင်လေးလေးတောက်ပနိုင်လေးလေး collective ရဲ့ energy ကလိုသွားတာနော် collective လေးခုနကပြောလို့ကိုရဲ့စိတ်ကကြည်နေဖို့လိုအပ်တယ်အဲ့တော့ကိုရဲ့စိတ်ကိုညှဉ်းနှွမ်းစေတဲ့အရာတွေဆိုဖယ်ရှားပေးရလိမ့်မယ် နော်လူတွေကညံ့ွမ်းစီတာလားဘယ်သူတွေကညံ့ွမ်းစီတာလဲအဲ့ဒီအရာတွေတက်နိုင်တဲ့လောက်ဖယ်ရှားပြစ်ကိုကပြော collective ရဲ့ energy ကတော့သူများနဲ့မတူဘူးဆိုတာခုနကပြောဆိုကိုကစိတ်ကြည်လေးလေးအဲ့လို peace ပေါ့နော်ကိုရဲ့စိတ်ပေါ့နော်အဓိကတော့စိတ်အခြေအနေကပိုပြီးအေးချမ်းလေးလေးတွေ့လားပြောရတဲ့ဟာတွေကွက်တီပဲတွေ့လား more enriching future အဲ့ဒါပြောတာကိုရဲ့စိတ်အခြေအနေကပိုပြီးအေးချမ်းလေးလေးကိုဒီပိုပြီးတောက်ပလေးလေးပဲဒါ collective ပေါ့နော်ခုလာကြည့် collective energy ဟာလို့သွားတာနော် ခု collective တယောက်လူတယောက်နဲ့တယောက်ကမတူဘောเนาะခုနပြောဒီ collective energy ကအဲ့လိုမျိုးကိုကပို့ပြီးစိတ်ရေးချနေလေးတည်ငြိမ်လေးလေးပို့ပြီးတောက်ပါလေးလေးအဲ့လိုသွားတာเนาะအဲ့တော့နောက်တစ်ကက်ကကြတော့ဗာလေဆက်ပြောလိုက်မယ်เนาะအော်ဟာပေါ့เนาะအဲဟုတ်တယ်ခုနကပြောသလို collective လေးဒီအရင်တော့ကိုရဲ့အနေထားကိုပြန်သွားဖို့လိုအပ်တယ်ကိုကအရင်တော့အရှိန်အဟုန်နဲ့စူးစားတဲ့သူမျိုးဆိုရင်လေအခုချိန်မှလို့ပေါ့နော်အရှိန်အဟုန်နဲ့ပြန်ပြီးတောက်ပါဖို့စူးစားဖို့လိုအပ်ပါတယ်ခုနကလည်းပြောရတယ်နော် ဟိုဟာဘာလို့အခြားသူတွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ပေးပါတယ်နော် determination ဖြစ်ဖို့လိုတယ်ကိုလိုချင်တဲ့အရာကို တေချာသိဖို့လိုတယ်စ조사ပေးဖို့လိုတယ်ဗောနော်အဲ angel လေးတွေပြောတဲ့ message ကအဲ့လိုဗောနော်ကိုလိုချင်တဲ့အရာကို조사ပေးဖို့လိုအပ်တယ်ဗောနော် time အနေနဲ့ခုနပဲပြောတယ်ထပြီး조사ရမယ်နော်အဲ့ဒါခဏခဏပြောတယ်နော် collective လေးတွေမှာလို့အချိန်ဆိုရတာမျိုးတွေပါတက်သလားဗောနော်အဲ့ဒါဆိုရင်ဟိုဟာကိုယ့်ရဲ့ angels လေးတွေကဒီအဆောင်ရှောက်တွေကပြောနေတာအဲ့လိုမျိုး ထပြီးစ조사တင်ပြီပေါ့နော်အချိန်နေမဖြုံးနေတော့ပေါ့နော်ပြီးတော့ဒီအောက်ဆုံးတက်ကတ်ကပေါ့နော်သူကတုံးကတ်ယူမယ်လို့ပြောလိုက်တော့လေနော်နောက်နောက်တက်ကတ်ထထွက်လာတာက strength ပေါ့နော်မတွေ့လားဒီမှာလဲ confidence တယ်နော်ခုနကပြောတယ်ကိုက confidence ကိုရဲ့ငုံမှုရင် confidence ရှိတဲ့ပုံစံကိုပြန်ပြီးသွားနေဖို့လိုအပ်ပါတယ်နည်းနည်းနော် collective play တွေလောက်ကခိုင်းဖြစ်ပါတယ်တဲ့နော်ပြီးတော့ဒီကိုရဲ့အဆောင်ရှောက်တွေကကိုကိုသိစေချင်တာအဲ့လိုမျိုးဒီမှာတွေ့လား တွေ့လားငှက်ကလေးတွေ့လားအဲ့လိုကိုယ့်ရဲ့စောင်းလျှောက်တွေကကိုယ်နာမှာအမြဲတမ်းရှိတယ်ကိုချစ်ပေးတယ်ကို့ဘောခိုင်းဖြစ်ပေးတယ်ဗောနော်အဲ့လိုမျိုးသူတို့ပြောချင်တဲ့ဒီကိုရဲ့အဆောင်ရှောက်တွေပေးချင်တဲ့ message ကအဲ့လို collective လေးအဆင်မပြေတဲ့ခါကြရင်ねသူတို့သိတယ်ဗောနော်ကို့အနောက်ကနေပြီးတော့ဒီ strength ဆိုတဲ့ဒါမဲ့အားအင်းနေပေးနေတယ်ဗောနော် ကိုပို့ပြီးတော့ရှေ့ကိုဆက်နိုင်အောင်ကိုယ့်ရဲ့အနာဂတ်တွက်ပုံရှောင်းလာနိုင်အောင်လို့တဲ့တို့အနောက်ကနေပြီးတော့ဒီအားအင်တွေ support တွေ strength တွေဆိုတာပေးနေပါတယ်တဲ့နောက်ပြီးတော့ collective play တကူဆိုရင်တဲ့ကို့အပြစ်ကိုကိုကိုသိပ်ပြီးတော့အပြစ်မတင်ပါနဲ့တဲ့နော်ဒီကိုယ့်ရဲ့ဆောက်ရှောက်တွေပြုံးနေတာအဲ့လိုအဲအဲ့လိုမှာကိုယ့်ဟာကိုအပြစ်တင်စိတ်တွေရှိနေတယ်ဆိုရင်တဲ့အဲ့လိုကိုယ့်ဟာကိုအပြစ်မတင်ပါနဲ့တဲ့နော်အဲ့လိုပြောတယ်နော်ဒါ collective play ရဲ့အဆောင်ရှောက်လေးတွေကပေးတဲ့ message ပေါ့နော်တော်တော်လေးများတော့များသွားပါပြီနော်အများကြီးတော့ပြောသွားတယ် ကဲတော့ထပ်ပြောလို့မလားပေါ့နော်အများကြီးပြောပါတယ်နော်ပြီးတော့ဒီအဆောင်လျှောက်တွေပေးတဲ့ message ကလို့အဆောင်ဟာပေါ့နော် collectively ကြီးကအဆောင်လျှောက်ကလေ collectively နာမှာရှိတယ်နော်ရှိနေတယ်ပေါ့နော်ဆိုလိုတာသူတို့ကိုယ်ဆောင်လျှောက်နေပါတယ်တဲ့အဲ့လိုမျိုးပြောတယ်နော်အဲ့လိုကြောင့်အဲ့ဆူတောင်းလာပါစခုနပြောတယ်ညာဘက်တွေပါတယ်အဲ့လိုဆူတောင်းပြီးလို့ရတယ်သူတို့သိရပါတယ်တဲ့เนาะအလုပ်လဲစူးစမ်းပြီးပါတဲ့เนาะ အလိုကိုခက်ခဲနေခြင်းကြောင့်တို့နီးလန်းလေးတွေချပြတာမျိုးလိုရီယာမှာတစင်အကူညီပေးတာမျိုးလေးတွေလုပ်ပေးပါလိမ့်မယ်တဲ့နော်โอเคအဲ့တော့ဗာမြတ်ထပ်ပြောဖို့ရှိကုန်မလဲဗောနော်အများကြီးပြောသွားတာကြည့်ပြအောင်မလားဗောနော်နောက်ထပ်ဗာကန့်နဲ့ကြည့်ပြအောင်မလဲစဉ်းစားနေရတော်တော်လေးစုံသွားပါပြီနော်အဲ့တော့ sorry လှုပ်သွားပြန်ပြီအဲရတော့မလားထပ်ယူရမလားဆိုရက်လိုက်လို့တော့ရာယူဗောနော်โอเคနောက်ထပ်နှစ်ကက်လောက်ပဲတည်လား နရက်မလို့စဉ်းစားလိုက်တာโอเคနှစ်ကပ်လောက်ပဲเนาะနောက်ဆုံးနှစ်ကပ်လောက်ထုတ်ပြီးရေเนาะ collective ရေဒီကိုရဲ့အဆောင်ရှောက်ကကိုကိုဘာတွေများပြောချင်မလဲဆိုပြီးကောင်းစင်နေပေါ့เนาะအဲ့ဒါလေးအဆုံးတက်လိုက်တော့မှာเนาะနောက်ထပ်နှစ်ကပ်လောက်ပဲပြောစရာတိတ်မကြမ်းတော့ခုနအဆုံးတက်လိုက်လို့တော့ရတယ်ဟောအချစ်ရေးလားအချို့လေးအချစ်ရေးအချစ်ရေးမိလိုက်သလားမသိဘူးအချို့လေးအချစ်ရေးဆိုပြီးပြောလိုက်သလားပေါ့เนาะအချစ်ရေးလားတဲ့အဆောင်ရှောက်ကပြန်မေးနေတယ် ြည်လာတယ်နော်ဒိတ်ဖြစ်တာမျိုးလေးတော့ရှိလာနိုင်တယ်ဗောနော်အဲ့လိုအရင် serious ပဲသွားတာမဟုတ်ဘဲနည်းနည်းလေးဒိတ်ဖြစ်တာမျိုးလေးတော့ရှိနိုင်တယ်ခြေနဲ့ပတ်သက်ပြီးတော့ဗောနော်စကားပြောဖြစ်တာမျိုးကို့ approach လာလောက်တာမျိုးအဲ့လိုကို့ကိုစကားလာပြောတာမျိုးလေးတော့ရှိနိုင်တယ်ဗောနော်ဒါပေမဲ့ခုနကပြောသလိုပဲနော်အဲ့ဒီအဲ့ဒီဟာကိုယ့်ရဲ့ energy ကိုလုံးဝ collective လေးထောက်စစ်ဖြစ်မှခံတယ်နော် ကိုယ်ကထောက်အဲ့လိုကိုယ့်ရဲ့ energy ညံ့နှောင်းသွားပြီဆိုရင်ကိုယ့်ရဲ့ဒီ blessing တွေပေါ့နော်အဲ့ဒါတွေပိတ်သွားတယ် block ဖြစ်သွားတယ်သိလားကိုယ့် energy ကိုအညံ့နှောင်းခံလို့မရအောင်နော် collective ဖြစ်တာအခုလာကြည့်ရဲ့ collective တွေထူးခြားချက်ပေါ့နော်ခုနကပြောသလိုပဲကိုယ်တိုင်ကလည်း collective တွေကိုယ်တိုင်ကလည်းကိုယ်တိုင်းလည်းစိတ်ကဖြူစင်နေမှအဲ့လိုမျိုး energy က clear ဖြစ်နေမှ collective ကိုယ်တိုင်းရတယ် collective ကိုယ်တိုင်းလည်းစိတ်ကအဲအဲ့လိုညံ့နှောင်းသွားရဆိုရင်လည်းမကောင်းအဲ့လိုမျိုးကို့အနာမှာလည်းညံ့နှောင်းတဲ့အရာတွေရှိလို့မရအောင် ဟုတ်တာ collectively ရေထူကြချက်ပေါ့နော်အဲ့ဒီ energy ကိုသွားရတယ်နောက်ဆုံးတက်ကဆုံးရပြီနော်အများကြီးတိတ်တော့ရမရှိတော့ပါဘူးတက်ကလောက်ပါပဲဘာမပြောချင်တော့ဘူးတွေ့လားခုနတွေကပြောစရာကုံသွားတယ်အကက်ကမထွက်လာတော့ဘူးသိတာတက်ကလောက်ပါပဲနော်တက်ကလောက်ပဲဆိုတော့နှစ်ခတ်ထွက်လာလားတက်ကပဲ နှစ်ကပ်ထွက်လာနှစ်ကပ်ပြင်လိုက်တော့မယ်နော်โอเคအားဆိုရပြီโอเคအားဆိုရင်အဆုံးတက်လိုက်တော့မယ်ကြီးလိုက်အောင်နောက်ဆုံးထွက်လာတဲ့ကပ်ကပါလေโอเคဒီမှာနော်ဟုတ်တယ်ကော်လာတစ်လေးအခုချိန်မှာစိတ်ညစ်အောင်မျိုးပြင်ပန်းတာမျိုးလေးရှိရဆိုရင် အဆင်ပြေတော့ပါလိမ့်မယ်နော်စိတ်ကိုအေးချမ်းအောင်ထားပေးပါရနော် collective အထက်ခါထက်ခါပြောနေရတယ်နော် okay ဒီမှာလေး everything happens for a reason နဲ့နော်အကြောင်းအဖြစ်တင်နေတာပေါ့နော်ကိုယ့်အကိုအဖြစ်တင်နေတဲ့စိတ်တွေရှိနေအဖြစ်မတင်နဲ့နော် collective လေးတွေအလိုအမားတွေပါလေလုံးပြီးလို့ကိုယ့်အကိုအဖြစ်တင်နေဆိုအဖြစ်မတင်ပါနဲ့တဲ့နော်အဲ့ဒီဟိုအကြောင်းလေးကတ်တရားမထွက်တော့ဘူးဆိုတော့အဲ့လိုမျိုးပြောတာ message တွေကထပ်သွားပြီသူကဟိုထွက်เสีย message ကမရှိတော့ဘူးအဲ့ဒါကြောင့်လေအဲ့ဒါဆိုတိတာတယ်တိလား ဒီ message ပဲထွက်ထွက်လာတာ message အစ်စ်ထပ်မထွက်လာတော့အခုနတွေကတ်တွေကမထွက်တော့ဘူးအဲအကြောင်းလေအခုလည်းဒီမှာတွေ့လာဒါပါပဲအချိရေးပေါ့နော်ခုနကပြောသလိုပဲနောက်ဆုံးအချိနဲ့ပတ်သက်ပြီး collective link နေလိုက်တယ်ထင်တယ်ပေါ့နော်အချိရာကတော့ခုနကပြောသလိုပဲဟိုအချိန်တန်ရောက်လာလိမ့်မယ်ပေါ့နော်ခုနကပြောသလိုပဲအချိန်တန်ရောက်လာပါလိမ့်မယ်တဲ့နော်အခုကအခုချိန်မှာတော့အလိုကိုလို့ဆရာရှိတာလေးပဲလောက်ပါအောင်နဲ့နော်အဲ့လိုပြောတယ် ကိုယ့်အတွက်လက်ဆောင်တွေပါတယ်အခြေအနေနဲ့ပတ်သက်ပြီးရောက်လာပါလိမ့်မယ်တဲ့နော်ငွေရေးကြေးတဲ့တူတူပဲနော်အဲအချိန်တန်ရောက်လာပါလိမ့်မယ်တဲ့နော်ထောက်စစ်ဖြစ်တဲ့လူတွေ energy တွေဖိထုတ်ပေးပါနော် collectively okay နောက်ဆုံးတစ်ခုကပါလေတွေ့လားလာပြီ exciting new challenge တဲ့နော်ဟွာဆာ okay ဟွာပေါ့နော်ဆာအောက်တဲ့စာဒီစာချုပ်စာရွက်တွေနဲ့အလုံးလုံးအောင်မျိုးတွေဆိုရင်တရားလုပ်ပေးပါတဲ့နော်တို့မှာစီရတော့ဟွာ message ကတိတ်မထွက်တော့ဘူး။ခုနတွေကလေပြောစရာကုံသွားပြီဆိုတော့အခုလေတိတ်တော့မရှိတော့ဘူး။ collective လေးနဲ့ဒီစာချုပ်စာတမ်းတွေ document တွေပေါ့နော်အဲ့ဒါတွေနဲ့အလုံးလုံးရမယ်ဆိုရင်အဲတိတိချာချာလုပ်ပေးပါ။မှားတဲ့ message ကဘယ်လိုလဲဆိုတော့အလုတ်ထဲမှာပေါ့နော်။အလုတ်ထဲမှာတိတိချာချာအလုံးလုံးပေးပါတဲ့။အဲ့လိုပြောတယ်နော်။ကိုယ့်ရဲ့အလုတ်ကိုသတိထားပြီးလုပ်ပေးပါ။တိတိချာချာလုပ်ပေးပါတဲ့။အဲ့လိုပြောတယ်နော်။အဲ့တော့ okay အဲ့ဒါဆိုရင်တို့များလည်းပြောသွားပြီဆိုတော့လေနော်တိတ်တောင်မကြမ်းတော့ပါဘူး Okay အဲ့ဆိုရင်ဒီနေ့တော့ကတော့ဒါကိုယ့်ရဲ့အဆောင်ရှောက်တွေက ကိုကိုဘာ message တွေပေးခြင်းနေမလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒါ collective reading လေးလုပ်ပေးထားတာပေါ့နော်။ Okay အဲ့တော့အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကြောင့်လည်းအားလုံးကျေးဇူးတင်ပါတယ်လို့နောက်တဲ့ video တွေ points တွေမှာပြန်တွေ့ကြဖို့အတွက်အားလုံးပဲ like and follow subscribe လေးလုပ်ပေးသွားကြပါအောင်လို့အားလုံးပဲကျေးဇူးတင်ပါတယ်လို့အားလုံးပဲ bye bye